ိုက်တိုင်းကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေ။ယနေ့ယခုရာသီဆက်ဝန်းလို့တရွေ့ရွေ့ပြောင်းလာတာ2025မေလဒုတိယနဲ့တတိယပတ်ရောက်ရှိလာပါပြီ။မေလ15ရက်ကနေ27ရက်ကြားမှာဖြစ်ပေါ်ပြောင်းလဲလာမယ့်ခုနှစ်ရသားသမီးရာသီဘွားတွေရဲ့ န်တရားအစူအကောင်အကျိုးအကြောင်းရှောင်ရဆောင်ရများကိုပြောပြမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဓနုရာသီဘွားဓနုရာသီဘွားရာနိုဝင်ဘာ23နဲ့ဒီဇင်ဘာ27ကြားမှာမွေးဖွားသူတွေဖြစ်ပါတယ်။ဒီရာသီဘွားရာယခုကာလမှာရေရှည်နှစ်ပေါင်းများစွာကောင်းမဲ့အလုတ်ရာသူ အဆက်အသွယ်အခွင့်အရေးရမယ်။တင်နာဆာမွေးတွေဖြီးရမယ်။အခွင့်အရေးကောင်းတွေပေါ်မယ်။ ဘာလို့လို့အောင်မြင်မယ်ကိုတဲ့အာကြီးတဲ့လူ အာတာတဲ့အုပ်စုတွေနဲ့ရှင်ပြိုင်ပြီးဖြည့်ဆူရတာဒီဝယ်ယူရတာဒီရောင်းချရတာဒီလောက်ရလိမ့်မယ်ကိုပိုက်ဆိုင်ထားတဲ့အလုံးရာယာသူခုံရာအိုးအိမ်သားသမီးများကိုအင်အားကြီးတဲ့လူတွေကလာပြီးလူဖို့ဖယ်ထုတ်ဖို့တိမ့်ပိုက်ဖို့ဝယ်ယူဖို့ကြိုးစားလိမ့်မယ်အဲ့ဒီခါမှာတိခံပြီးကိုဝဲနိုင်မယ်ကိုကလည်းသူများကိုရှင်ပြိုင်ဖြည့်ဆူ တွန်းတိုက်တာတွေလှုပ်လိုက်မိလို့ပဲစူစီကမူကံကောင်းတဲ့အချိန်ပြင်ပေါ်ရောက်တဲ့အချိန်အရှင်သခင်ဖြစ်တဲ့အချိန်ရှေ့အနာကကောင်းတဲ့အချိန်ဖြစ်ပါလေစီပွားရေးကြမ်းမာရေးအိမ်တော်ရေးတားရေးသမီးရေးရွှေရေးမျိုးရေးအချီရေးများငွေကြေးကိစ္စများကံကောင်းတဲ့အချိန်ရောက်နေပါလေဒါကြောင့်ပူကောင်းခြင်းတော့အဖြူရောင်ကြည်ပြားရောင်အဝါနုရောင်အစိမ်းနုရောင် ပန်းရောင်အုပ်စုများဝတ်ပါ။အိယာဖရမကြောက်ကြောငပြောသည် အမဲ့ပန်းသည်ပြေကံကောင်းသည်လို့ခေါ်တဲ့ကျွဲကောသည်အဲ့ဒါမှမရရင်ကစွန်ရွက်ကြောကစွန်ရွက်ဟင်းအဲ့ဒါကြီးလှူပေးပါတိခွန်ကိုပတ်လဲမွေးနေ့တွေမှာထီထိုးပါသာဓာတိဝမနုဿန္တာတတ္တတိဝမနုဿန္တာတတ္တတိဝမနုဿန္တာ ပရိစ္ဆေဘတ်စိတ်ပါအဲ့လားဆိုရင်ဓနုရာဇီဘဝမိသားစုအလုံးဘေးရန်ခင်ပြီးကျမ်းမှချမ်းသာကြပါလိမ့်မယ်